Joshua Pascal from DRC Congo. You heard the woman. ကျွန်တော်နာမည်ကတဲ့ Joshua Pascal ပါတဲ့ Congo နိုင်ငံကလာတာဖြစ်ပါတယ်တဲ့ Prophet ပြောတာကတော့နေ့မှာအမျိုးသမီးတယောက်ရှိတယ် Love you so much အဲ့ဒီမိမကနင်းကိုအရန်ချစ်တယ် The woman sponsored and put every money in you အဲ့ဒီအမျိုးသမီးကနင့်ကိုအစာစာအယားယားထောက်ပံ့ပေးခဲ့တယ်။ happened between you and this woman she's claiming a lot အဲ့ဒီမိမနဲ့နင်းကြမှာဘာဖြစ်တာလဲဒီအမျိုးသမီးဟာမကြင်မနက်နင့်ရှိကဆွဆွဲတာရှိနေတယ်လို့ prophet ကမြင်ပါတယ်။ yes man of ဟုတ်ပါတယ်။ what you are saying is true prophet မြင်တဲ့အတိုင်းမှန်ပါတယ်။ woman was taken to another man အဲ့ဒီအမျိုးသမီးကတခြားယောက်ျားတယောက်နဲ့အိမ်ထောင်ပြုတ်သွားပါတယ် sponsored you did everything ဒါပေမဲ့အဲ့ဒီအမျိုးသမီးကနင်းကိုအစအစရရထပ်ပံပေးခဲ့တယ် many thing many thing အများကြီးပဲအမျိုးမျိုးထပ်ပံပေးခဲ့တယ်လို့ဝန်ခံပါတယ် to you everything yes သူကနင်းအတွက်အစအစရလုပ်ပေးခဲ့တယ်လို့ဆရာကပြောတော့ဟုတ်ပါတယ် yes you decided to leave her because of ဒါပေမဲ့နင်းကအဲ့ဒီအမျိုးသမီးကိုကြောခိုင်းခဲ့တယ်။ဘာကြောင့်လဲဆိုတော့ is media ma would have called a shoot အမျိုးသမီးတယောက်အရက်ကတိတ်မပုတိတ်မရှိတဲ့တယောက်ငါတွေ့ရတယ်။အမျိုးသမီးတယောက်ဟုတ်တယ်။ with the big bombs အဲ့ဒီအမျိုးသမီးကတင်ပါကြည့်တယ်။ bomb I was wow. working on Dumba. Wow. I was working Dumba. Wow. Is is that It's what, true. What's it? ဒီတော့က prophet ပြောတဲ့အဟာကို wow wow လို့သူအံ့အားအားတင်တာဖြစ်တယ်။နင်ပါဖြစ်လို့ wow wow တလောက်အံ့အားတင်နေတာလဲလို့ပြောတော့အဲ့ဒါမှန်တယ်တဲ့။တင်ပါကြီးချင်းနဲ့အမျိုးသမီးနဲ့သူကကြိုက်သွားကြတာဖြစ်တယ်။ဆိုတော့သူ့ကိုကြိုက်လို့သူ့ကိုချစ်လို့အဆဆရာထပ်ပံပေးခဲ့တဲ့အမျိုးသမီးကိုခွာပြီးမှ ဒီတယောက်ကအဲ့ဒီတင်ပါကြီးကြီးအရက်မပုတ်မရှင်တဲ့နောက်ကိုပါသွားတာဖြစ်ပါတယ်မနက gas i'm surprised too ဖျက်တကင်းလူကျွန်တော်အရန်အော်တယ်လို့ပြောပါတယ် why you surprised နင်ဘာဖြစ်လို့အာအတင်တာလဲ prophet ကမဲပါတယ် yeah but it many years oh many years နင်ပေါများစွာကြာသွားခဲ့ပြီလို့ပြောပါတယ် many it's good, very true like it happened like ဟုတ်တယ်အဲ့ဒါတကယ်ဖြစ်ခဲ့တာပါတဲ့ဒါပေမဲ့ prophet ကပြောတယ်နိဗ္ဗာန်များစွာကြာသွားပြီဒါပေမဲ့ God knows everything what a ဘုရားခင်က အရာခတ်တဲ့ကိုတိတယ်လို့ရှင်းပြပါတယ် Look many years where you got stuck အဲ့ဒီအဖြစ်ပြက်တွေနိဗ္ဗာန်ဘလောက်ပဲကြာသွားတယ်ဖြစ်စေဘုရားခင်တိတယ်အဲ့ဒီကနေနိပြတနာကစတာ This is the issue. You got that fat girl. Ne ai wa lolo lon lon ne kamale ne chi ja re. Big yes. bums. Prophet ko ran shin pya re tin ba ko kan pya re ai a myu You are away from the other woman. Ne ga ဟိုနင့်ကိုထောက်ပံ့ပေးတဲ့ဂျေဇုရှင်ချစ်သူကို ထားခဲ့ပြီးမှဒီတယောက်နောက်ပါသွားတာ Ever since that time the woman အဲ့ဒီချိန်ကစပြီး Passion God အဲ့ဒီနင့်ကိုထောက်ပံ့ပေးတဲ့အမျိုးသမီးနင့်ကို အစစရမဆပေးတဲ့နင့်ကိုချစ်တဲ့ဒီမိန်းမနင့်ကိုကြိမ်လိုက်တာဖြစ်ပါတယ်အဲ့ဒီကြိမ်ချင်းကဒီတယောက်ရှင်မှာတယောက်ခဲ့တာဖြစ်ပါတယ် Adam man she even got a security man to keep အဲ့ဒီအမျိုးသမီးကလေလုံချုံရဲ့အလုတ်သမားတယောက်ကိုငားပြီးမှနင့်ကိုတတ်ဖို့တော့မှလှုပ်သေးတာ but it is the grace of god ဒါပေမဲ့ဘုရားသခင်ရဲ့ဂရုဏာကျေးဇူးကြောင့်နင့်လွတ်မြောက်သွားတာ where you are staying at the house where နင်နေတဲ့အိမ်မှာ a tall tree အဲ့ဒီမှာတပင်းအမင်းကြီးတပင်းရှိတယ်အဲ့ဒီအပြင်မှာနင့်ကိုလှုပ်ချမ်းဖို့ဖြစ်တယ် god saved you ဒါပေမဲ့ဘုရားသခင်ကနင့်ကိုမတည့်ခိုင်းဘူး လွတ်မြောက်စေခဲ့တာ Man of God what you are saying is true Prophet မင်းတဲ့အတိုင်းမှန်ပါတယ် Sleeping in that moment uh သူကအဲ့ဒီညမှာအိမ်ကနေအထွက်မှာသူလှုပ်ကြံခိုင်းရတာဖြစ်ပါတယ်မိစေတို့တမန်ကျမ်းစာထဲမှာရှိတဲ့ Prophet ဆိုတာကယေရှုခရစ်တော်ရွေးချယ်ပြီးမှဆက်လွတ်တာဖြစ်ပါတယ်ပရောဖက်တွေကိုတမဟောင်းကျမ်းတစ်ခုလုံးမှာလည်းတွေ့ရတယ်လို့ ဓမ္မတိကျမ်းတစ်ခုလုံးမှာလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဓမ္မဟောင်းကျမ်းရဲ့ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီး9အငယ်9မှာဆိုလို့ရှိရင်ဂျူးလူမျိုးတွေဟာရှေးကာလမှာပြည်တနာတစ်ခုခုရှိတဲ့အခါပရောဖက်ရှစ်ကိုတွားကြတာဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ပရောဖက်ကဝိညာဉ်မျက်စိမြင်ရတာဖြစ်တဲ့အတွက်ပြည်တနာကို မြင်ပြီးမှဘုရားသခင်ရဲ့အလိုတော်နဲ့အညီဖြေရှင်းပေးနိုင်တာဖြစ်တယ်။ဟိုကာလမှာပရောဖက်တွေကိုမြင်တော်သူလို့ခေါ်ပါတယ်။ဒီကာလမှာလည်း ပရောဖက်ကမင်းတော်သူဖြစ်ပါတယ်။သူငယ်စဉ်ဘဝကဖြစ်ဖြစ်ခဲ့တဲ့အရာကိုဘုရားသခင်က ဖော်ပြတဲ့အတွက်အခုလိုပရောဖက်ပြုတ်ပေးတာဖြစ်ပါတယ်။ကျွန်တော်တို့အဖေဩဝါဒအခန်းကြီး၄အငယ်၁၁စနစ်ကိုဖတ်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကယေရှုခရစ်တော်ကိုယ်တိုင်ကအသင်းတော်အတွက်ယုံကြည်သူတွေအတွက်တမန်တော်ကိုပေးတယ်။ပရောဖက်ကိုပေးတယ်တဲ့ဥစရာကိုပေးတယ်သာသနာပြုဆရာကိုပေးတယ်တရားဒေသနာကိုကောက်မွန်စွာတင် जा ပေးတဲ့ဆရာသမားတွေကို ပေးတယ်ဆိုပြီးမှရေးထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီခေတ်မှာ prophet မရှိဘူးဆိုတဲ့တွင်တင်ချက်ဟာမယွင်းတယ်ဆိုတာနားလည်ဖို့ဒီ video file ကမိတ်ဆွေကို အာ အထောက်ကို ပေးမှာဖြစ်ပါတယ်။နောက်တော့ကြည့်အောင်။ House we there was a tree as good for me. ဟုတ်တယ်သူနေခဲ့တဲ့အိမ်မှာအဲဒီတပည့်အမြင့်ကြီးရှိပါတယ်တဲ့အခုမှနင်းဘုရားသခင်ကိုတောင်းပန်ပါဘုရားသခင်က နင်းကိုခွင့်လွှတ်ပါလိမ့်မယ်လို့ပရောဖက်ကပြောပါတယ် I'm asking thee just to forgive me. ဖျားတခင်ကျွန်တော်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးပါ Vision for the salvation of my soul. ကျွန်တော်ရဲ့အတဝိညာဉ်ကိုလည်းကယ်တင်ပေးပါယေရှုခရစ်တော်ဟာလူတွေရဲ့ဝိညာဉ်ကိုကယ်တင်ပေးတော်ကယ်တင်ရှင်ဖြစ်ပါတယ်မိမိအပြစ်ကိုဝန်ချတောင်းပန်ပြီးမှ ကျွန်တော်ကျမရဲ့ဝိညာဉ်ကိုကယ်တင်ပါလို့ပြောလို့ရှိရင်ယေရှုခရစ်တော်ဟာကိုယ်နာမည်ကိုအသက်စာဆာမှာထည့်ထားပြီးမှကယ်တင်ပေးမှာဖြစ်ပါတယ်။ and you are not a pastor because ဒါမဲ့ဒီမှနေကိုရှင်းရှင်းလင်းလင်းပြောပြချင်တယ်နင်ကအသင်းတော်ကိုအုပ်အုပ်ချုပ်မဲ့ pastor မဟုတ်ပါဘူး somebody a pastor a bishop whatever say သံတရားတော် pastor a bishop ကနင်ကိုပြောနေတယ် you a pastor you're going to preach gospel နင်ကတင်ချင်းတင်းစကားကိုဟောပါနင် pastor လုပ်ပါလို့သူတို့ကနင်ကိုအကြံပေးနေတာငါတွေ့ရတယ် go and do your business ဒါပေမဲ့နင်းဟာအဲ့လိုမျိုးပါစတာလုပ်ရမယ်အလုပ်ဟာနင်းအလုပ်မဟုတ်ဘူးနင်းဟာစီးပွားရေးလုပ်ရမယ်လို့ဖြစ်ပါတယ် Don't confuse yourself you're not a part နင်းနေနေကိုနင်းပြဿနာမပေးနဲ့ You are not pasta နင်းဟာ အတင်းတော်ကိုအုပ်ရမယ်တဲအုပ်เสียမဟုတ်ပါဘူး The Joshua from Congo being set free Father help him in Jesus name ဖျားတဲ့ခင်သူကိုကယ်နုတ်တော်မှာပါ မိတ်ဆွေတို့ဖျားခင်ကျွယ်ဝစွာကောင်းချီးပေးပါစေ professor ကိုတွားရင်တော့ကိုကပါစတာဟုတ်တယ်မဟုတ်တယ်ဆိုတာလဲတည့်ရမှာဖြစ်တယ်လို့ကိုကပေနာမှာမားတယ်မန်းတယ်ဆိုတာလဲတည့်ရမှာဖြစ်ပါတယ်ဒါကြောင့်မြောက်မြောက်ဆိုတော့လူတွေကအခုကာလမှာ professor ကိုလာပြီးမှမိမိတို့ရဲ့ပြဿနာကို လာဖော်ပြတဲ့အခါမှာအဖြေကိုစီရရှိမှဖျားခင်အလိုတော်အတိုင်းဆက်လက်အသက်ရှင်သွားကြတာဖြစ်ပါတယ်ဖျားခင်အလုံးကိုကောင်းချီးပေးပါစေ